ကဲတော့မြို့ကြီးဒီ channel တူလုပ်ငန်းနှစ်ကိုဆက်ပြီးတော့လေ့လာကြရအောင်เนาะလုပ်ငန်းနှစ်မှာစာလုံးကပြားနေတဲ့ရုပ်ပုံကပြားတွေကိုတုံးပြီးတော့တဲ့ရှင်တွဲပြီးတော့ကစားကြည့်ရအောင်တဲ့အဲ့တော့စာလုံးကပြားဆိုနေထိုင်ရနေရเนาะအဲ့တော့ရုပ်ပုံကပြားဆိုတာတရိစ္ဆာန်ရုပ်ပုံလို့ပြောတာ ဥပမာစာလုံးကပြားမှာရင်းနေတိရစ္ဆာန်လို့သူကစာနဲ့ရေးပြီးတော့ကပြားလေးထောင်လိုက်ရင်ရင်းနေတိရစ္ဆာန်ကဘာကောင်လေးရှိတယ်။အဲဆိုရင်ရုပ်ပုံကပြားကိုတောင်းပြီးတော့ရွေးရ။အဲ့တော့အဲ့လိုကစားဖို့အတွက်ရှင်တွဲပြုတ်ကစားဖို့အတွက်လူနှစ်ယောက်လိုမယ်။အဲ့တော့တယောက်ကစာလုံးကပြားကိုထောင်လိုက်မယ်။တယောက်ကစာလုံးကပြားကိုကြည့်ပြီးတော့နေထိုင်တဲ့တိရစ္ဆာန်လေးကိုထောင်ပြပေးရ။နော်။အဲ့တော့ဒီပုံထဲမှာဆိုရင်နော် စာလုံးကပြားလေးကိုထောင်တဲ့တယောက်ရဲ့ပြီးရုပ်ပုံလေးကိုထောင်ထားတယောက်။ကဲစာလုံးကပြားမှာဘာရေးထားလဲဆိုရင်ရင်းနေတိရိစ္ဆာန်တဲ့။ကဲရင်းနေတိရိစ္ဆာန်ဆိုရင်ဘာကောင်လေးရှိတယ်တောက်ရမယ်။အများကြီးပဲရှိရနော်။ဟမ်မိချောင်းတို့လေးတို့ငါတို့ပစွန်တို့ဒါပေမဲ့ဒီမှာရုပ်ပုံလေးမှာဘာပြထားလဲဆိုရင်ငါဆိုပြပြထားတယ်။ဒါဆိုရင်းနေတိရိစ္ဆာန်ကငါဆိုလဲမှန်လားမှားလား။မှန်တယ်နော်ရင်းနေတိရိစ္ဆာန် ေထဲမှာနေတဲ့စံတွေကငါတခြားအများကြီးပဲရှိသေးတယ်။တောင်မျိုးပုံရုပ်ပုံကိုရှာပြီးတော့ပြလို့ရသေးတယ်နော်။ဒါလေးကတော့နှစ်ယောက်တွဲပြီးတော့လုပ်လို့ရပါတယ်။နှစ်ယောက်တွဲပြီးတော့တယောက်ကအစာလုံးကပြောက်ထောင်ရင်တယောက်ကရုပ်ပုံလေးကိုရွေးပြီးတော့ထောင်ပြပြီးတော့ကိုယ်တိုင်းလုပ်ကြည့်လို့ရပါတယ်နော်။အောက်သမီးတို့လည်းကိုယ်တိုင်းနှစ်ယောက်တွဲပြီးတော့လုပ်ကြည့်ပါရမယ်နော်။ကဲဒါဆိုရင်ဒီချင်းတဲ့ဒူနောက်တင်ငန်းစာလေးကိုဆက်ပြီးရလေ့လာကြမယ်နော်။ ကဲတောက်သမီးတွေဒီ channel တူဖတ်ရှုကြည့်ရန်စာနှစ်ပုံများကိုဆက်ပြီးတော့လေ့လာကြည့်ရမယ်နော်ကဲဖတ်ရှုကြည့်ရန်စာနှစ်ပုံမှာတောက်သမီးပုံလေးကိုကြည့်လိုက်ပါဦးဘာကောင်လေးတွေတခြားကြည့်နော်ပြီးရင်ဘာကောင်လေးလဲဆိုတာကိုဒီ channel ကိုပြောပြီးနော်အဲဟုတ်တယ်အဲဟုတ်တယ်ဘာကောင်လေးလဲဆိုတော့ခုဟုတ်တယ်တိရစ္ဆာန်အချို့တိရစ္ဆာန်တွေကတဲ့နေရာမျိုးမျိုးမှာတွေ့နိုင်လေတဲ့အဲ့တော့ ူကလေတောက်တူနေနော်ပြန်တန်းနေလေထဲမှာလည်းတွေ့ရတယ်ဟောနားနေတဲ့အချိန်တစ်ပင်ပေါ်မှာလည်းသူတို့နားနေနိုင်တယ်နောက်တစ်ခုအစာစားတဲ့အခါဘယ်မှာလဲကုန်းပေါ်မှာတွေ့ရတယ်အဲ့တော့ခူကတော့တကောင်းသေးပဲဒါပေမဲ့သူဒီနေရာမျိုးစုံမှာသွားနိုင်တာကိုရေဦးတွေ့ရတယ်နော်သူကကုန်းပေါ်မှာလည်းသွားနိုင်တယ်။ဟောလေထဲမှာလည်းပြန်တန်းနိုင်တယ်။တစ်ပင်ပေါ်မှာလည်းနေနိုင်တယ်။ အဲ့တော့တချို့တရိတ်ဆန်တွေကကြတော့တကောင်တည်းပင်ပဲနေရာမျိုးစုံမှာတွေ့နိုင်တယ်တာတူပြီဟုတ်ပြီနော်ကဲဒါဆိုရင်ဒီချေကအနှစ်ချုပ်လေးကိုဆက်ပြီးတော့ပြောပြပေးမယ်နော်ကဲတောက်တမျိုးကြီးတိတ်ဆန်တွေအမျိုးမျိုးဟာနေရာမျိုးမျိုးမှာနေထိုင်ကြနော်ရှေ့မှာလည်းဒီချေကပြောပါပြီဘယ်နေရာမှာနေထိုင်လဲကုန်းပေါ်မှာရေထဲမှာတစ်ပင်မှာကုန်းနဲ့ရေနှစ်မျိုးစုံမှာနေထိုင်တယ်ဆိုတော့တောက်တမျိုးသိပြီနော် ကဲအနှစ်ချုပ်လေးမှာဆိုရင်တိရစ္ဆာန်တွေနေထိုင်ရနေရာကိုဒီချက်ကပြောပြပေးမယ်။ပုံလေးကိုလည်းကြည့်လိုက်ပါဦး။ဘာကောင်လေးတွေ့။အဲဟုတ်တယ်။နွားဒီဘက်ကငါးဒီဘက်ကအဲအောက်ကဟုတ်တယ်ကျွတ်တူကြီးနောက်တစ်ပုံဟုတ်တယ်ပါ။ကဲအဲ့ဆိုရင်နွားကဘယ်မှာနေလဲ။ကုန်းပေါ်မှာနေ။ငါးဟာရေထဲမှာနေတယ်။ ဒါဆိုကျက်တူလေးတွေကရောတစ်ပင်ပေါ်မှာနေတယ်။ဖားကရောဟုတ်တယ်။ကုန်းနဲ့ရေနှစ်မျိုးသလုံးမှာနေတယ်။ဒါဆိုရင်ကုန်းပေါ်မှာနွားတစ်မျိုးရဲ့နေထိုင်တာလား။ဘာကောင်းနေနေထိုင်သေးတယ်တောက်နေ။ဟုတ်တယ်။ကုန်းပေါ်မှာဆိုရင်ခွေးတို့၊ကြောင်တို့ဟုတ်တယ်။သိုးတို့၊စိတ်တို့အဲဟုတ်တယ်ဝက်ကလေးဟုတ်တယ်အများကြီးရှိသေးရနော်ဒါကကုန်းပေါ်မှာနေထိုင်တဲ့လိမ့်စက်ကဲရေထဲမှာဆိုရင်ရော ဟုတ်တယ်ငါးပြင်ကိုဘယ်အကောင်လေးနေထိုင်သေးတယ်ဟုတ်တယ်လိတ်တူမိချောင်းတို့ပစွန်းတို့အဲ့တော့ရင်းနေသက်တော်ဝါလေးနေထိုင်တာပေါ့ကဲဒါဆိုရင်တစ်ပင်ပေါ်မှာရောချက်ကျူကြီးအပြင်ဘာအကောင်လေးနေထိုင်သေးတယ်ဟုတ်တယ်အဲကြီးကန်းလေးတွေခိုလေးတွေစာကလေးတို့ပြားတို့အဲနေထိုင်သေးတယ်ကဲဒါဆိုရင်ကုန်းနဲ့ရေနှမျိုးတုံးမှာဖားတစ်မျိုးရဲ့လားဘာအကောင်လေးနေထိုင်သေးတယ် ဟုတ်တယ်မိချောင်းလို့လိတ်တို့อืมဟုတ်တယ်အဲ့ကောင်လေးကကုန်းနဲ့ရီနှမျိုးစလုံးမှာနေထိုင်နေเนาะကဲဒါဆိုရင်တောက်သူမျိုးကြီးတရိစံလေးကြီးကနေထိုင်နေနေရတူကြလားမတူညီကြဘူးเนาะဒါဆိုရင်ဒီချေကမတူညီတော့နေရများမှာတရိစံလေးကြီးတင်ငန်းစာကိုဒီမှာရင်ရနာပါမယ်เนาะဒီချေနဲ့နောက်တင်ငန်းစာမှာထပ်ပြီးတော့တွေ့ကြမယ်เนาะ